တမီဖြစ်သူကိုချစ်တဲ့စိတ်နဲ့ဒေါသထွက်ပြီးတော့လက်သီးနဲ့ထိုးလိုက်မိတဲ့အပေါ်လိုင်းဘော်ကနေဖွင့်ချပြောဆိုလာခဲ့တဲ့ဝန်ထမ်းဟောင်းကိုတရားဥပဒေအရအေးအေးယူသွားမယ်ဆိုတဲ့တရားဥပဒေပို့ချပြုခင်ရဲ့ခင်မွန်ဖြစ်သူအကိုထွန်းကျွန်တော် EEC လေးပဲပြောလုံးဝဟိုဒေါသမန်ကြီးဟိုဘာဖြစ်လဲတခုမှမပေါ EEC လေးပဲကျွန်တော်ရှင်းပြအဲ့ဒါကိုမှသူကကျွန်တော်ကိုအဲအလုရှင်တယောက်ကအလုရှင်တယောက်ကိုအလုသမားတယောက်ကအလုပြန်ပြောကြလာလို့ကျွန်တော်ကိုထိုးတာပါနော် CU record လဲ CCTV record လဲသူတို့ဆိုင်မှာရှိမှာပါနော်ရှိမှာပါ အဲ့ဒါအပြစ်ဒဏ်ကိုဖြည့်ရှင်းပေးပါနော်မင်္ဂလာပါပြည်သက်ကြီးရှင်မနေ့ကစက်တင်ဘာလ26ရက်နေ့ကရန်နာ PK ထွန်းဆိုင်ရွှေရန်နာဆိုင်မှာအလုံးလုံးခဲ့ပြီးတော့ဆိုင်ပိုင်ရှင်ဖြစ်သူအကိုထွန်းနဲ့ပြဒနာတက်ခါဆိုင်ကနေအလုံးထုတ်ခံလိုက်ရသူဝန်ထမ်းဟောင်းကအဆိုပါအလုံးထုတ်ခံရတဲ့ဖြစ်စဉ်မှာသူကမတရားခံခဲ့ရတာဖြစ်ကြောင်းလူမှုကွန်ရက်စာမျက်နှာကနေတဆင့်ပြောဆိုလာခဲ့တာဖြစ်ပါတယ် အဆိုပါဝန်ထမ်းရဲ့ပြောကြားချက်တွေအရဆိုင်လုံငန်းအတွက် TikTok ဗီဒီယိုရိုက်ကူးရမှာကိုထွန်းရဲ့တမီးဖြစ်သူဖူဖူကအရှိကနေဝင်ရှုပ်ရကနေနားလည်မှုလွဲမှားခဲ့ကြတာဖြစ်ပြီးအကိုထွန်းကလည်းတမီးဖြစ်သူအပေါ်မှာဝန်ထမ်းကပြောဆိုခဲ့တာကြောင့်မကြေမနက်ဖြစ်ခါအဆိုပါဝန်ထမ်းကိုလက်သီးနဲ့ထိုးခဲ့တာဖြစ်ပါတယ် ဒါအပြင်မင်းတို့တမိသားစုလုံးကိုထောင်ချပြစ်လို့ရတယ်ဆိုတဲ့ချင်းချောက်တဲ့စကားလုံးတွေပါပြောကြခဲ့တာကြောင့်အဆိုပါဝန်ထမ်းကလုံးဝမကျေနပ်ဘူးဆိုပြီးတော့သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေချပြလာခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးအကိုထွန်းက26ရက်9လ2025မနက်9နာရီခွဲဝန်းကျင်မှာလူမှုရေးပြဿနာများကြောင့်ရန်နာပီကေထွန်းဆိုင်ရွှေရန်နာဆိုင်ကနေအလုံးထုတ်လိုက်တဲ့အမျိုးသားဝန်ထမ်းတအူးဟောင်းသူရဲ့ဆိုရှယ်မီဒီယာအကောင့်ဖြစ်တဲ့ TikTok မှာရန်နာပီကေထွန်းဆိုင်နဲ့မိသားစုတွေရဲ့ဂုဏ်သိက္ခာကိုကြဆင်းစေဖို့အတွက်ပြောဆိုရေးသားမှုများတင်ထားတာကိုတွေ့ရှိရတာကြောင့်တပ်သေးများနဲ့တကွတရားဥပဒေအတိုင်းအရေးယူရန်အမှုပွင့်တိုင်ကြားထားပါပြီ။ ရှေးရှောင်ရန်နာပီကေထွန်မီတာစုနဲ့ပတ်သက်ပြီးဂုံသိခါကြဆင်းစေရန်ရေးသားပြောဆိုစော်ကားသူများအလုံးကိုလည်းတရားဥပဒေအရတိုင်ကြားအရေးယူမည်ဖြစ်ကြောင်းအတိပေးအပ်ပါသည်ဟုဆိုကာသူရဲ့လူမှုကွန်ရက်စာမျက်နှာကနေရေးသားဖော်ပြလာခဲ့တာဖြစ်ပါသည်ဆိုင်ပိုင်ရှင်ဖြစ်သူအကိုထွန်ရဲ့ပြောကြားချက်အရအဆိုပါဝန်ထမ်းဟာအခုလက်ရှိမှာတရားစွဲဆိုခံထားရပြီးဘလို့ပုံမမျိုးနဲ့တရားစွဲဆိုခံရမလဲဆိုတာကိုတော့ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ အဲဒီနေ့ဖြစ်တဲ့ပြဿနာကဘယ်လိုစပြလဲလို့24ရက်နေ့အင်္ဂလိပ်လို24ရက်နေ့ကျွန်တော်တို့ hotpot သွားစားတဲ့နေ့ညနေမှာကျွန်တော်တို့က hotpot သွားစားဖို့အတွက်အင်ကြီးလည်းလဲပြီးပါပြီเนาะအပြင်ဝင်စားရလဲပြီးပြီအဲဆိုင်လည်းပိတ်သွားပြီဆိုင်ပစ္စည်းလည်းအကုန်လုံးတင်ပြီးသွားတဲ့အချိန်မှာကျွန်တော်တက်တော့ကိုထောင်ပြီးတော့ရိုက်လိုက်တာရရရတဲ့အချိန်မှာဖူဖူကနေရှိမှသူကလိုက်ကာကားတော့မှဘီးမှာဝန်ထမ်းကောင်မလေးတက်လို့ရှိရင်တော့သူ့ကိုသူ့ကိုလည်းကျွန်တော်သူ့လည်းတည်တယ်ဖူဖူမကနဲ့ နော်ကမယ်ဆိုရင်ဟိုဖေဖေမီတို့ကပြောလိမ့်မယ်ပေါ့နော်အတူတူကလို့မရဘူးဆိုတော့ကမှာပဲကမှာပဲဗန်းပြူမိမိကကမှာပဲဆိုသူကလိုက်ကာကပြီးအတင်းနေအတင်းနေပြောလို့မရဘူးဆိုတော့လိုက်ကာကလိုက်တော့ကျွန်တော်ရှိမှာအကနေကလိုက်ချင်မှာသူကလိုက်ပြီးအဲ့လိုလေလိုက်စတာပေါ့နော်စားလဲစားတော့ကျွန်တော်ကလည်းအဲ့ဒီမှာအော်ဘာမှမဖြစ်လောက်ပါဘူးပေါ့ကျွန်တော်အကောင့်မှာအဲဒီမှာတင်လိုက်တာကွာဒီမှာတင်လိုက်တာတင်နေတင်ရောပေါ့အဲဖွေးစင်လေးကအဲ live ချုပ်နေရဲဆို live ချုပ်နေတော့ဖွေးစင်လေးတွေကျွန်တော်အဲ့လိုလေး caption လေးရေးပြီးတော့တင်လိုက်တာတင်လေးတင်ပြီးတော့ နောက်နေ့မနေ့25ရက်နေ့မနေ့ကျတော့အမက်ဘိုးကနေပြီးတော့လာပြောတာအပိတ်မစင်ကြမှာအဲဟွာပေါ့အဲဝန်ထမ်းကြီးပေါ့နော်ဒီဟွာတွေမကျင်နဲ့ပေါ့အဲကောင်ဟွာတွေနဲ့ပါတော့ဟွန်းအဲဆိုင်ရကလေးတွေနဲ့ကလေးတွေနဲ့ဝန်ထမ်းတွေနဲ့ပတ်စနယ်ကောက်မှာတင်ခွင့်မရှိဘူးတင်လို့မရဘူးပေါ့အဲအဲ့လိုပြောပြောပြောကျွန်တော်ကနေပြီးတော့အဲ့ဒီမှာမမချီလေးရှိတယ်ဆိုင်တာဝန်ကမမချီရဲ့အဲရှိတယ်ရှိတယ်ကျွန်တော်ကျွန်တော်ဩကျွန်တော် နော်ကလေးကဇွလိုက်ကာပေါ့နော်ဇွလိုက်ကာတော့ကျွန်တော်ကအဲ့လိုတင်လိုက်တာကိုကျွန်တော်ပြောခံရတယ်ပေါ့နော်ကလေးကြီးချောင်ပါညာပေါ့ကျွန်တော်ကအဲ့လိုမျိုးပေါ့စိတ်ညစ်တာပေါ့စိတ်ညစ်တယ်ဘာမှမဟုတ်ဘူးသူစိတ်ပြတ်တယ်ပေါ့ဗာညာအဲ့လိုပြောတာပြောလဲပြောအဲ့စကားပြီးသွားအဲ့နေမှာအဲ့နေမှာဘာမှမဖြစ်ဘူးပြီးသွားပြီဒီနေ့မနက်မှာဖြစ်တာဒီနေ့မနက်မှာစဖြစ်တာဒီနေ့မနက်မှာဘယ်လိုဖြတ်ပြီးလဲဆိုတော့ ဖြစ်တဲ့ပြဿနာကမနေ့မနေ့ကလေးပြီးသွားမနေ့ကမနေ့ကလေးပြီးသွားပြီးသွားရောဒီနေ့မနေ့မှာဆန်ရဝင်တဲ့ကောင်လေးတွေနဲ့ကောင်မလေးနဲ့ရန်ဖြစ်ပြီးတော့အဲ့လိုမျိုးအဲကောင်မလေးကောင်လေးကနေကောင်မလေးကိုအဲ့လိုဆဲလိုက်လို့ဆဲလဲဆဲရောကောင်မလေးကနေအဲ့လိုမျိုးသူ့သူ့အမေကိုအဲ့လိုဆဲတဲ့အတွက်ပြဿနာကိုဖြေရှင်းပေးခိုင်းတာအဲ့ဒါနဲ့မမထေတို့ကိုထင်းနေရတော့လည်းဖြေရှင်းလို့မရတဲ့အတွက်မပိုးကိုတွားပြောမယ်ဆိုပြီးတွားပြောတဲ့အချိန်မှာမပိုးကမစင်လာဘူးကိုထုံးဝင်းကစင်လာစင်လာပြီးတော့မှအဲ့ကောင်မလေးကိုအနေအလုရှုပ်တယ်နေနေတော်တော်ဆရာရှုပ်တယ်နေထွက်တော်ဆိုပြီးပြောတာပြောပြကျွန်တော်မတည့်ရရနဲ့ကျွန်တော်ပြောမယ်လို့လည်းမထင်ဘူးပါနော် ကွက်ကွက်နေရအဲ့လိုလေမတက်ကြီးရနေချောမရအောင်လေဘာဖြစ်ချင်တာအောင်လို့ငါသမီးကိုဘာပြောရအောင်လဲအဲဘာပြောရအောင်လဲမြန်ငါသမီးကိုအဲ့လိုမင်းကကလေးကလိုက်ပြီးရရှုပ်တယ်ဆိုရင်ပြောပါဘာဖြစ်လို့အောင်လဲအော်ကျွန်တော်က ဟုတ်တယ်လို့ကျွန်တော်အဲ့နေတင်တာဗောနော် तू ကလိုက်ပြီးတော့စွတ်တီချီရနေလိုက်ကာတာဗောကျွန်တော်ကမကနေလို့ပြောရဲအဲ့နေပဲကမကနေလို့ပြောတာ तू ကလိုက်ကာတဲ့အတွက်ကျွန်တော်ကဒီတိုင်းပဲတင်လိုက်တာဗောဘာမှဖြစ်လိမ့်မယ်မထင်တာဘူးကျွန်တော်အကောင်ကလည်းပုံမှန်အကောင်ပါဘာမှအလိုသူ့ကိုလိုက်ရခြင်းလို့လည်းအတန်းရှင်းစာခြင်းလို့လည်းမဟုတ်ဘူးဒီတိုင်းလေးပဲတင်လိုက်တာတင်လိုက်တာမှ तू ကအဲ့လိုမျိုးလာပြောတာလာပြောရင်လည်းကျွန်တော်လည်းအဲ့လိုပြဿနာဖြစ်ပြီးကျွန်တော်ကိုထိုးတာဗောနော် ကျွန်တော် AEC လေးပဲပြောလောကဟိုဒေါသမန်နေဟိုဘာဖြစ်တယ်တခုမှမပေါ AEC လေးပဲကျွန်တော်ရှင်းပြအဲ့ဒါကိုမှသူကကျွန်တော်ကိုအဲအလုပ်ရှင်တယောက်ကအလုပ်ရှင်တယောက်ကိုအလုပ်သမားတယောက်ကအဲ့လိုပြန်ပြောကြလာလို့ကျွန်တော်ကိုထိုးတာပါနော် CCTV record လဲ CCTV record လဲသူတို့ဆိုင်မှာရှိမှာပါနော်ရှိမှာပါအဲ့ဒါအပြည့်အစုံကိုဖြည့်ရှင်းပြပါနော်